ီးနဲ့ဒေါ်လာရင်းရတဲ့သမီးဖြစ်သူရဲ့စီးပွားရေးလုပ်ငန်းကြောင်းပြောင်းလာတဲ့မင်းသမီးနန္ဒလိုင်းတရုတ်ဆောင်မင်းသမီးနန္ဒလိုင်းကတော့သူမရဲ့သမီးငယ်လေးဇေဝရီလှိုင်းရဲ့ထူးချွန်ထမြတ်မှုတွေကိုချီးကျူးလိုက်တာပါအားလုံးလည်းသိကြတဲ့အတိုင်းတရုတ်ဆောင်နန္ဒလိုင်းဟာတခေတ်တစ်ခါမှအောင်မြင်တဲ့ထိတ်တန့်မင်းသမီးကြီးကလန်ဖြစ်ခဲ့တာပါဒါမဲ့လည်းခုခါမှာတော့နန္ဒလိုင်ဟာမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတထေကြီးဦးစည်တီဟာနဲ့ဒေါ်လာထပ်ပြီးတော့တမီလေး၃ယောက်ကိုတာယံပြောင်းရှင်နဲ့မိသားစုဝါလေးကိုတိစောက်ထားနိုင်တာဖြစ်ပါတယ်။ခုခါမှာတော့တေဦးဆောင်မင်းသမီးကြီးနန္ဒလိုင်က သမိုင်းရဲ့တမိကြီးဇေဝရီလိုင်းရဲ့ထူးချွန်ထမြက်မှုတွေကိုကြောလုံးထုတ်တာပါ။ထို့ပြင်တော့နန္ဒာလိုင်းရဲ့တမိကြီးဇေဝရီလိုင်းလေးဟာပုံစံရန်တော်လို့နိုင်ငံသားကုမ္ပဏီကသူမဆွေးတဲ့ပုံတွေကိုဝယ်သုံးကြတယ်လို့နန္ဒာလိုင်းရဲ့ခင်မွန်းတွေကပါပြောလာတာဖြစ်ပါရင်။ဟုတ်ကဲ့ဖြစ်သူနန္ဒာလိုင်းရဲ့ခင်မွန်းဇေတီဟာတမိကြီးဇေဝရီလိုင်းရဲ့အနုပညာရေးချင်းနဲ့ပတ်သက်ပြီးတော့တင်းလုံးကအံ့ဩနေကြတာအကုန်လုံးအံ့ဩနေကြတယ်လို့ဆိုပါရင်တရုတ်ဆောင်မင်းမီနန္ဒာလိုင်းရဲ့တမိကြီးဇေတီဟာရဲ့တမိကြီးဇေဝရီလိုင်းဟာ website ကိုပါမှာသူမဆွေးထားတဲ့ပကြီးကိုရောင်းပြီးတော့ပတ်စံရှာနေရလို့ဆိုပါရင် ။ဒါကြောင့်လေသမီးကိုတေးချမေးကြည့်တော့ပုံလေးများကြီးရောင်းပြီးသွားပြီဟဲ့။ဘဏ်ကောင်မဖွင့်ရသေးတော့ဂိမ်းပစံနဲ့ပဲလက်ခံရလို့ပြောတယ်။နောက်ရက်ဒီကျရင်တော့သူ့ကိုဘဏ်ကောင်တစ်ခုဖွင့်ပေးရတော့မယ်။ဆွဲကားကအနည်းဆုံးဒေါ်လာ90ကနေစရည်ပါတယ်။အဲ့တော့ကြောင့်ဒီတိုင်းပုံဆွဲနေတော့ဒီနေ့မှဆက်ဆက်မိတယ်လို့မိခင်နဲ့ဖခင်ကအာအဝမ်းသာကပြောပြပါတယ်။ဇေဝရီလိုင်းဟာသူမရဲ့ပုံလေးကိုဒေါ်လာ90ကနေတရားစားသတ်မှတ်ထားရင်လို့သိရပါတယ်။မြမငွေနဲ့ဆိုရင်တော့ပုံပုံကို2သိန်းခွဲကနေ4သိန်းထိကိုကျတင်တာပဲဖြစ်ပါတယ်။